င်္ဂလာပါခင်ဗျာ2025ခုနှစ်စောင်းရာသီကာလရေပူရခံမှန်းချက်များနဲ့နိုဝင်ဘာလလပတ်အတွက်မိုးလေဝသနဲ့ဇလဗေဒခံမှန်းချက်များကိုနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာစောင်းရာသီကာလ2025ခုနှစ်နိုဝင်ဘာလမှ2026ခုနှစ်ဖေဖော်ဝါရီလအထိရေပူရမိုးလေဝသနဲ့ဇလဗေဒခံမှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာစောင်းရာသီကာလအတွင်းဘင်္ဂလားပင်လယ်အခြေအနေခံမှန်းချက်များအနေနဲ့ကတော့ ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေပြင်းအားနဲ့ရေဝန်း၅ချိန်ဖြစ်ပေါ်နိုင်ပြီး၃ချိန်မှာပုံမှန်အားကောင်းလာကမုန်တိုင်းငယ်ဖြစ်သူရောက်ရှိနေပါတယ်။ဘင်္ဂလားပင်လယ်အောင်ပြပိုင်းမှာတိမ်အနှဲငယ်ဖြစ်ထွန်းနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်အထင်ဖြစ်ထွန်းနိုင်ပါတယ်။ဆောင်းရာသီကာလမိုးရွာသွန်းမှုခန့်မှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်မကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းနဲ့ တရားဝင်တိုင်းနေတာကြီးတို့မှာရွာသွုံးမြက်ထပ်ပေါ်နေပြီကချင်ပြည်နယ်မှာရွာသွုံးမြက်အောင်ရွာနေနိုင်ကကြံတိုင်းနေတာကြီးနဲ့ပြည်နယ်များမှာတော့ရွာသွုံးမြက်ခန့်မုတ်တချုံရွာနေပါတယ်ဆောင်းရသည့်ကာလညအပူချိန်ချိန်နေခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးတို့မှာဆောင်းရသည့်ကာလပုံမှန်ပူချိန်ရဲ့1.5ဒီဂရီဆက်ဆီယက်နဲ့အထက်ပေါ်နေပြီကြံတိုင်းနေတာကြီးနဲ့ပြည်နယ်များမှာတော့ဆောင်းရသည့်ကာလရဲ့ပုံမှန်ပူချိန်ခန့်သာရှိနေပါတယ် မြူချင်းနေခံမှန်းချက်များအနေနဲ့ကလည်းစောင့်တီကာလာအတွင်းဒေတာအလိုက်မြူတီဆိုင်လေးရှိပြီးကယ်ရန်ဒေတာများကုန်းမြင့်နဲ့တောင်တန်းဒေတာများတို့မှာပုံမှုထူထပ်စွာမြူတူဆိုင်လေးရှိပါတယ်မြူချင်းနေခံမှန်းချက်များကိုလှဘက်ခံမှန်းချက်များမှာလှအလိုက်ထပ်မံထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်မြင့်ရဲ့ချင်းနေခံမှန်းချက်များအနေနဲ့ကတော့စောင့်တီကာလာအတွင်းအေယော်ရီမြင့်ဟာမြင့်ကြီးနာမြို့ဗမော်မြို့ရွှေကူမြို့ကတာမြို့တပိတ်ချင်းမြို့မန္တလေးမြို့ စကိုင်းမြို့နဲ့မြင်းမုံမြို့တို့မှာငါးဘေးမှဆယ်ဘေးခန့်ပခောက်ကူမြို့ညာဦးမြို့၆မြို့မင်းဘူးမြို့မကွေးမြို့အောင်လံမြို့ပြည်မြို့စိတ်သာမြို့ဟင်္ဒရာမြို့နဲ့ဇလုံမြို့တို့မှာ15ဘေးမှ16ဘေးခန့်လက်ရှိရင်းမှန်းများအောက်ကြာဆင်းလာနိုင်ပါတယ်။ချင်းနှင်းမြေဟာခန်းနီမြို့ဟ ோம் မလင်းမြို့ဖောင်းပြေမြို့မော်လိုင်းမြို့ကလေးဝမြို့မင်းကေးမြို့ကဏီမြို့နယ်မုံရွာမြို့တို့မှာ၈ပေမှ၁၅ပေခွဲခန့်လက်ရှိရေမှန်များအောင်ကြာဆင်းလာနိုင်ပါတယ်။ မြေတားမြေဟာကလေးမြို့မှာခုနှစ်ပေခွဲခန့်ဒေါထဝရီမြေဟာတေဘောမြို့မှာတပေခွဲခန့်ရွှေစာရဲနဲ့မြေငယ်မြို့တို့မှာခုနှစ်ပေမှ၉ပေခန့်စစ်တမ်းမြေဟာတောင်ငူမြို့နဲ့မာတော်မြို့တို့မှာ၆ပေမှ၉ပေခန့်ရွှေချင်းမြေဟာရွှေချင်းမြို့မှာ၃ပေခန့်ပဲခူးမြေဟာဇောင်းတူမြို့နဲ့ပဲခူးမြို့တို့မှာ၄ပေမှ၅ပေခန့်တန်လွင်မြေဟာဖမ်းမြို့မှာ၇ပေခန့်တောင်ရင်းမြေဟာမြဝတီမြို့မှာ၃ပေခွဲခန့် ငုံဝုံမြေအရာငတန်းချောင်းမြို့မှာ73ဘေခွက်ခန့်။တာပေါင်းမြို့နယ်ပသိမ်မြို့တို့မှာ3ဘေမှ9ဘေခန့်။တုံးမြေအရာမူဘေမြို့မှာ4ဘေခွက်ခန့်နဲ့ဘေးလင်းမြေအရာဘေးလင်းမြို့မှာ3ဘေခွက်ခန့်လက်ရှိရေမှန်များအောင်ကြာဆက်လာနေပါတယ်။အခုဆက်လက်ပြီး2025ခုနှစ်နိုဝင်ဘာလလပတ်အတွက်မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ။နိုဝင်ဘာလအတွက်ဘင်္ဂလားပင်လယ်အခြေအနေခန့်မှန်းချက်များအနည်းငယ်ကတော့ ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေပြင်းအားနဲ့ရောင်းဝန်း၃ချိန်ဖြစ်ပေါ်နိုင်ပြီးနှစ်ချိန်မှပုံမအားကောင်းလာကမုန်တိုင်းငယ်ဖြစ်တော့ရောက်ရှိနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အမြောက်ပိုင်းမှာတိမ်အနှင်းငယ်ဖြန့်နှောင်းနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်အတဲမှတိတ်ထူထက်နိုင်ပါတယ်။နိုဝင်ဘာလအတွင်းမိုးရွာသွန်းမှုခန့်မှန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာရွာသွန်းမြက်ထက်ပေါ်နိုင်ပြီးကျန်တိုင်းဒေသကြီးနယ်ပြည်နယ်များမှာတော့ ရွာသွန်းမြဲခန့်မိုးထချုံရွာနေပါတယ်။မိုးရရက်များအနေနဲ့ကလည်းချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ၈ရက်မှ၁၂ရက်ခန့်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့၃ရက်မှ၇ရက်ခန့်မိုးထချုံရွာနေပါတယ်။နိုဝင်ဘာလအတွက်ညအပူချိန်အချိန်ဤခံမှန်းချက်များအနေနဲ့ကတော့ ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးနယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနိုဝင်ဘာလပုံမှန်ပူဇော်ရဲ့တက်တသမ5ဒီဂရီဆက်စီယံနဲ့အထက်ပုံနိုင်ပြီးကြံတိုင်းဒေသကြီးနယ်ပြည်နယ်များမှာတော့နိုဝင်ဘာလရဲ့ပုံမှန်ပူဇော်ခန့်သာရှိနေပါတယ်။မြို့ချင်းနယ်ခန့်မှန်းချက်များအနေနဲ့ကလည်းကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ16ရက်မှ20ရက်ခန့်ကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာ17ရက်မှ15ရက်ခန့်နဲ့ ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့၅ရက်မှ၁၀ရက်ခန့်နံနက်ပိုင်းအချိန်များမှာမြူတူများစိုက်နေပါတယ်။မြေအခြေအနေခံမှန်းချက်များအနေနဲ့ကတော့2025ခုနှစ်နိုဝင်ဘာလအတွင်းအေယော်ရီမြေရမြင်းကြီးနားမြို့ဗမော်မြို့ရွှေကူမြို့ကတာမြို့တပိတ်ချင်းမြို့မန္တလေးမြို့စကိုင်းမြို့နဲ့မြင်းမှုမြို့တို့မှာ၃ပေမှ၆ပေခွဲခန့်နဲ့ပခုတ်ကူမြို့ညာဦးမြို့၆မြို့မင်းဘူးမြို့မကွေးမြို့ အောင်လံမြို့ပြည်မြို့စိတ်တာမြို့ ဟင်္ဒရာမြို့နယ်ဇလုံမြို့တို့မှာခொနပေခွဲမှာ၁၂ပေခန့်လက်ရှိရေမှန်များအောက်ကြာဆင်းလာနိုင်ပါတယ်။ချင်းနှင်းမြေဟာခန်းနီးမြို့ဟ ோம் လင်းမြို့ဖောင်းပြေမြို့မော်လိုင်းမြို့ကလေးဝမြို့မင်းကေးမြို့ကဏီမြို့နယ်မုံရွာမြို့တို့မှာ၄ပေမှ၉ပေခွဲခန့်လက်ရှိရေမှန်များအောက်ကြာဆင်းလာနိုင်ပါတယ်။မြစ်တာမြေဟာကလေးမြို့မှာ၄ပေခန့်ထောက်ထောက်ရီမြေဟာတီဘောမြို့မှာတပေခန့်ရွှေစာရံနဲ့မြင့်ငယ်မြို့တို့မှာ၄ပေခွဲမှ၆ပေခန့် စက်တောင်းမြေဟာတောင်ကုန်မြို့နယ်မာတာမြို့တော်မှာ၄ဘေမှ၅ဘေခန့်ရွှေကျင်မြေဟာရွှေကျင်မြို့မှာ၃ဘေခွဲခန့်ပဲခူးမြေဟာစောင်းတူမြို့နယ်ပဲခူးမြို့တော်မှာ၂ဘေမှ၄ဘေခန့်တန်လွင်မြေဟာဖန်အံမြို့မှာ၄ဘေခန့်တောင်ရင်မြေဟာမြောက်ပြည်မြို့မှာ၂ဘေခန့်ငဝုံမြေဟာမတန်းချောင်းမြို့မှာ၉ဘေခန့်တာပေါင်းမြို့နယ်ပသိမ်မြို့တော်မှာ၂ဘေမှ၃ဘေခွဲခန့်တုံးမြေဟာမဟုပင်မြို့မှာ၃ဘေခန့်နဲ့ ဘီးလင်းမြိတ်အားဘီးလင်းမြို့မှာနှစ်ပိတ်ခန့်လက်ရှိရေမှန်များအောင်ကြာဆင်းလာနိုင်ပါတယ်။အချုပ်အဖြစ်တင်ပြလိုတာကတော့လာမယ့်စောင့်အဒီကာလအတွင်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာလေပြင်းအားနဲ့ရေဝုန်းများနဲ့မိုးလုံမုန်တိုင်းများဖြစ်ပေါ်နိုင်တာကြောင့်အထူးဂရုပြုစေလိုပြီးအခါလုံးမိုးများလည်းဆက်လက်ရွာသွန်းနိုင်ပါတယ်။ထို့အတူအရှိတ်ဘက်မှရွေလျားလာတဲ့လေပွေလမ်းများနဲ့အနောက်ဘက်မှရွေလျားလာတဲ့လေပွေလမ်းများရဲ့အချိန်ကြောင့်တော်လကောင်းတောင်တရုတ်ပင်လယ်ပြင်မှာမုန်တိုင်းအကျွင့်ကြတဲ့နေများ မြန်မာနိုင်ငံဘက်စီသို့ရွှေလျားလာခြင်းကြောင့်တော်လကောင်းတရုတ်ပြည်မှာကြီးပေါ်မှာထိုးဆင်းလာတဲ့လေးများနဲ့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာရွှေလျားလာတဲ့လေးတွင်များတွေ့ဆုံမှုကြောင့်တော်လကောင်းမြန်မာနိုင်ငံရဲ့ရဲမှာအချိန်ကမဟုတ်မိုးများရွာသွန်းနေပါတယ်။ဒါအပြင်မိုးရသည်ကုန်ဆုံးပြီးဆောင်းရသည်ကာလသို့ဝင်ရောက်ပြီးဖြစ်တဲ့အတွက်တရုတ်ပြည်မှာကြီးမှာအားကောင်းတဲ့လေပြင်းများရောက်မှုရဲ့အချိန်ကြောင့်မြန်မာနိုင်ငံရဲ့ရဲမှာညအပူချိန်များလျှော့နေနေပါတယ်။ထို့အတူစိုက်ပျိုးရေးလုပ်ငန်းများအနေနဲ့လည်း ကောက်ပဲသိနေရိတ်သိမ်းတဲ့ကာလဖြစ်တဲ့အတွက်အချိန်ကားမို့မိုးများရွာသွန်းနိုင်နိုင်ကြောင်း၎င်းပြည်ရင်းလေကြောင်းပြန်တမ်းရေးနဲ့ရေချောင်းသွားလာရေးလုပ်ငန်းများအနေနဲ့လည်းစောင့်သည့်ကာလအတွင်းနက်နက်ပိုင်းနဲ့ညနေပိုင်းတို့မှာဖြစ်ပေါ်လေးရှိတဲ့မြူတူများထူထပ်စွာကြောက်ရွံ့တတ်ခြင်းမြမကဲရိုဒန်မှာအရှိတ်လေပြင်းများတိုက်ခတ်ပြီးနိုင်ကြည့်တတ်ခြင်းမြမနိုင်ငံရှိမြစ်ကြီးများဟာမြေရင်မှတ်များကြာဆင်းနိုင်တဲ့အတွက်အထူးဂရုပြုစောင့်ရွက်သွားလာရန်လိုအပ်ပါကြောင်းတင်ပြလိုပါတယ်အဲ့ဒီလိုထူးခြားတဲ့မိုးလေဝသအခြေအနေ ြည့်ရခြင်းတွေများနဲ့ပတ်သက်လို့ကျိုးတင်သတိပေးချက်ထုတ်ပြန်ချက်များကိုမြန်မာနိုင်ငံမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှအချိန်နဲ့တပြင်းညီထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။မိုးလေဝသဇလဗေဒသတင်းများနဲ့ပတ်သက်လို့သိရှိလိုပါကမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.mozilla.gov.mm တို့၎င်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook တို့၎င်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ YouTube channel တို့၎င်း နေပြည်တော်ရှိအလိုလျောက်ဖြည့်ချဆက်ဖြစ်တဲ့3669 3119နဲ့ဖုန်းနံပါတ်တို့၎င်း call center 1876 extension number 5တို့၎င်းမြမအတန်းနဲ့ရုပ်မြင်သံကြားမြဝတီရုပ်မြင်သံကြားနေ့စဉ်ထုတ်သတင်းစာများတိုင်းဒေသကြီးနဲ့ပြည်내အသီးသီးတို့မှနေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM Radio မြမတစင်မိုးလေဝသဇလဗေဒသတင်းသတိပေးချက်များကိုကြည့်ရှုနားဆင်နိုင်ပါတယ်ဆိုတဲ့အကြောင်းတင်ပြရင်းနှီးကုံချုပ်အပ်ပါတယ်ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ